တဏကုံဆိုတာကြတော့ဘာကိုပြောတာတော့ဆိုအဲ့ဒီဘုရားတရားတန်ခါတွေကိုယုံကြည်တဲ့စိတ်နဲ့ခုနကဒီအမှန်တရားကိုသိလို့တဲ့စိတ်ကောင်းကျိုးချမ်းသာတွေကိုဖြစ်ပေါ်စေတတ်တဲ့အမှန်တရားကိုသိလို့တဲ့စိတ်နဲ့ကိုးကွယ်တာဆိုလိုတာကဘုရားတရားတန်ခါကိုကိုးကွယ်စိတ်ကပ်လို့တဲ့ တရားတွေပြတ်တန်းတဲ့စိတ်တုတ်ပတ်ကိုတရဏခမနာတရဏဂုံလို့ခေါ်တာအဲ့တော့တရဏဂုံဆိုတာယုံကြည်ချက်နဲ့ကိုးကွယ်တဲ့စိတ်ဖရာတရားတန်ခါပေါ်မှာယုံကြည်တဲ့စိတ်ကိုတရဏဂုံလို့ခေါ်တယ်လို့ဒီလိုမှတ်တရဏခမနာဟောနောက်တစ်ခုကဘာသိရမလို့ဆိုလို့ရှိရင် အဲ့ဒီတရဏဂုံကိုကိုယ်ကိုစိတ်ကတ်တဲ့ပုဂ္ဂိုလ်ကြတော့တရဏခတတရဏဂုံကိုကိုယ်ကိုစိတ်ကတ်တဲ့ပုဂ္ဂိုလ်အဲ့ဒီစိတ်ထရှိတဲ့ပုဂ္ဂိုလ်ဖရာတရားတန်ခါကိုယုံကြည်ပြီးတော့ကိုယ်ကိုစိတ်ကတ်တဲ့ပုဂ္ဂိုလ်ကြတော့တရဏခတဟောတရဏယေတရဏကမနာယေတရဏခတယေကိုယ်ကိုစိတ်ကတ်သူသုံးခုအဲ့ဒီမှာတရဏ ကိုယ်ပဲမှုတရဏဂုံဟာဘယ်နှမျိုးရှိတုံဆိုလို့ရှိရင်လောကိယတရဏဂုံနဲ့လောကုတ္တရတရဏဂုံလို့အခြေခံအားဖြင့်ဒီလိုနှမျိုးမှန်လောကိယတရဏဂုံဆိုတာအေအနေနဲ့ဖရာပေါ်မှာယုံကြည်တဲ့တတ္ထာအဲ့ဒီယုံကြည်မှုကိုအခြေခံတဲ့တမ္မာဒိဋ္ဌိတတ္ထာနဲ့တမ္မာဒိဋ္ဌိ တတ္တရေတတ္တကိုအခြေခံတဲ့တမ္မာဒိဋ္ဌိရေအဲ့ဒါကိုဒါလောကိယတရဏကမလလို့ခေါ်တယ်လောကုတ္တရကြတော့တစ္ဆာလေးပါးကိုမြင်သွားပြီဖရာတရားတန်ခါပေါ်မှာဘယ်တော့မှမပြောင်းလဲတဲ့ယုံကြည်ကိုးကွယ်မှုကိုဒါလောကုတ္တရတရဏဂုံလို့ခေါ်တယ်နော်လောကုတ္တရတရဏဂုံလို့ခေါ်တယ် အဲ့မှာလောကီတရဏဂုံလောကုတ္တရာတက္ကရုံဆိုတဲ့အထဲမှာလောကီဒီလောကုတ္တရာတရဏဂုံဆိုတော့ခိုင်မြဲသွားပြီပေါ့တကယ့်ကိုဓမ္မစကုတရားမျက်စိရသွားတဲ့ပုဂ္ဂိုလ်ဒီသောတာပန်တက္ကရဂနာယန္တဖြစ်သွားပြီဆိုလို့ရှိရင်ဘယ်တော့မှမပြောင်းလဲတဲ့ပုဂ္ဂိုလ်ဒီပုရုဇဉ်နေလောကီတရဏဂုံဆိုတာတော့ပြောင်းလဲနိုင်တယ်အခုဘုရားဝါဒဖြစ်ပေမဲ့တောကြတခြားဘာသာဝင် ဖြစ်ခြင်းဖြစ်သွားနိုင်တယ် နော်ယုံကြည်ချက်တွေဟာပြောင်းလဲနိုင်တယ်ကိုယ်ကွယ်မှုတွေလည်းပြောင်းလဲနိုင်တယ်ပေါ့အဲ့ဒီမှာတရဏဂုံအမျိုးအစားနဲ့ပတ်သက်ပြီးတော့မှတ်သားဖို့ရှိတယ်တရဏဂုံတီဖို့ဆိုတာတရဏဂုံအမျိုးအစား၄မျိုးရှိတယ်တဲ့ပါဠိလိုနံပါတ်1ကအတ္တတဏိယတနာ အတ္တတဏိယတနာဆိုမိမိကိုယ်ကိုဖရာတရားတန်ခါတို့အနှင်းခြင်းအာအတ္တနာဗုဒ္ဓသနေယတေမိငါရဲ့ဘဝငါခန္ဓာကိုယ်ဖရာအာအနှင်းပါတယ်လို့ဆိုရင်အတ္တတဏိယတနာကိုယ်ကိုယ်ကိုအနှင်းပြီးတော့ကိုယ်ွယ်တဲ့တရဏဂုံကိုအတ္တတဏိယတနာတရဏဂုံလို့ခေါ်တယ်နောက်တစ်ခုကတပ္ပရာယနတ္တ ပါဠိလိုတပရာယနာတပရာယနာဆိုတာလဲလျောင်းရလဲလျောင်းရဆိုတာဖះမှာတပါအာကိုရမရှိဘူးဖះကိုပဲအာကိုပါတယ်လို့အဟံဗုဒ္ဓပရာယနောငါသည်ဖះပေါ်မှာသာအာကိုတယ်တခြားကိုအာမကိုဘူးဓမ္မပရာယနောတရားသာလင်းအာကိုရရှိတယ်တခြားကိုအာမကိုဘူးတန်ခါပရာယနောတန်ခါသာလင်းအာကိုရရှိတယ်တခြားကိုအာမကိုဘူးလို့ ဒီလိုစောင့်တည်တဲ့တရဏဂုံကြတော့တပ်ပရာနာတာလို့ခေါ်တယ်။နောက်တစ်ခုကတိတ်တဘာဝုပကမကမဏတိတ်တဆိုတာတပြည့်ဘာဝဆိုတာအဖြစ်ဥပကမဏဆိုတာကဲ့ရောက်ခြင်းတပြည့်ခံခြင်းလို့ပြောတာနော်ဖရာရဲ့တပြည့်ဘုသူရဲ့တပြည့်တုံးဆိုဖရာတပြည့်ဓမ္မဗုဒ္ဓရဲ့တပြည့်ဓမ္မရဲ့တပြည့်သံဃာရဲ့တပြည့်ဆိုပြီးတော့တပြည့်အဖြစ်ခံယူတာ အဲ့တော့ဗုဒ္ဓရဲ့တပည့်အဖြစ်ခံယူလိုက်တာဒါတိတ်တဘာဥပကမ္မနာတရဏဂုံလို့ခေါ်တယ်။ဒီတရဏဂုံကိုဘသူစောင့်တည်ခဲ့တာလဲလို့ဆိုလို့ရှိရင်ရှင်မဟာကတ္တဝလို့နောက်ပိုင်းမှာထင်ရှားကြောကြတဲ့ပိပလိပုံနာတထေးကြီးကတိတ်တဘာဥပကမ္မနာတရဏဂုံကိုစောင့်တည်ခဲ့တာသူပါ။အဟံဗုဒ္ဓတအန်တေဝတိကောငါဖရာရဲ့တပည့်ပဲဘသူရဲ့တပည့်မှမခံဘူး။ 50ရာဖះပဲလို့ဒီလိုလက်ခံတာနောက်တစ်ခုကြတော့နောက်ဆုံးတစ်ခုကြတော့ပฏิပါတပฏิပါတဆိုတာလက်အုပ်ခြိတာတို့ရှ िख ိုးတာတို့အယုသိပေးတာတို့ဘယ်သူမှဘယ်ဖះကိုမှလက်အုပ်ခြိခြင်းအယုသိပေးခြင်းရှ िख ိုးခြင်းဆိုတာမလုပ်ဘူးဒီဗုဒ္ဓဓမ္မတန်ခါကိုသာလဲလက်ဥချီခြင်းယုတ်တိပေးခြင်းရှ िख ိုးခြင်းလုပ်မယ်လို့ ကိုယ်စိတ်ကိုဆုံးဖြတ်ထားပြီးတော့ကိုယ်ခွေတာယုတ်သိပေးတာဒါပဏိပါတလို့ခေါ်တယ်အဲ့ဒီလိုပဏိပါတလှုပ်တဲ့အခါမှာအမျိုးမျိုးရှိသေးတယ်တရဏဂုံတီမတီဆိုတာ ਨੇ ပတ်သက်ပြီးပြောမှဆိုလို့ရှင်ဖះကိုယုံကြည်ကိုယ်ခွေတယ်ဆိုတဲ့နေရာမှာလတ်လပ်ပါလိုခြင်းလို့ဖះကိုယ်ခွေတာလား ဆရာသမားဖြစ်လို့ဘုရားကိုကိုးကွယ်တာလားဆွေမျိုးတော်လို့ဘုရားကိုကိုးကွယ်တာလားအေးမကိုးကွယ်ဘူးဆိုရင်ပတ်ဝန်းကျင်ကကိုယ့်ကဲ့ရဲ့ရှုပ်ချမှာမူကြောက်လို့ကိုးကွယ်တာလားဟောဒီလိုရှိတယ်အကယ်၍အဲ့ဒီလိုမဟုတ်ဘဲနဲ့မြတ်စွာဘုရားရဲ့ဂုဏ်တော်တွေကိုသိပြီးဩတကယ်မြင့်မြတ်တဲ့ပုဂ္ဂိုလ်ပါပဲဆိုတဲ့ရည်ရွယ်ချက်နဲ့ကိုးကွယ်မှာတရဏဂုံတည်တယ်တဲ့ တဏ္ဍကုံယူပေမဲ့လို့ယူတိုင်းမတည်ဘူးလို့ဆိုတာဒက္ခိနေယတကယ်ကိုမြင့်မြတ်တဲ့ပုဂ္ဂိုလ်တဦးအနေနဲ့ကိုးခွယ်မှတဏ္ဍကုံတီးတယ်အေးဖះငါဆွေမျိုးပဲဆိုပြီးတော့ဆွေမျိုးကိုချစ်တဲ့စိတ်နဲ့ဖះကိုရှ िख ိုးလို့ရှိရင်ဒါတဏ္ဍကုံမဟုတ်ဘူးကိုအမျိုးကိုကဘာမသိညာမသိဒီဖះပဲကိုးခွယ်တယ်ဆိုတော့အမျိုးရိုးလိုက်မိရိုးဖလားပေါ့ အဲ့လိုမီယိုးဖလားကိုးခွေရင်လည်းပဲတရဏကုံအစ်စ်မရဘူးညာတိကုလအာစာရဆရာအနေနဲ့ကိုးခွေလို့ရှင်လည်းပဲဟုတ်လားအာစရိယအနေနဲ့ကိုးခွေလို့ရှင်လည်းမရဘူးဘယကြောက်လို့မကိုးခွေရင် မင်းကိုးကွယ်ရမယ်မကိုးကွယ်ရင်မလုပ်မယ်ညာလုပ်မယ်ဆိုရင်ကြောက်လို့ကိုးကွယ်တာဆိုရင်လည်းပဲတရဏဂုံမတည်ဘူးတဲ့ဒါကြောင့်မို့ပဏိပါဒဆိုတဲ့ဒီကိုကိုကိုအလေးအမြတ်လက်အုပ်ချခြင်းရှ िख ိုးခြင်းဆိုတဲ့ဒီအမှုတွေကိုပြုတယ်လို့ဆိုတဲ့နေရာမှာမြင့်မြတ်တဲ့ပုဂ္ဂိုလ်တဦးအနေနဲ့လုံမှတရဏဂုံတရားရောက်တယ်လို့ဒီလိုစာပေကျမ်းကမှာဆိုထားတယ် တခါအဲ့ဒီတရဏဂုံနဲ့ပတ်သက်ပြီးတော့မှတ်เสียအောင်နော်အဲ့ဒီလောကီတရဏဂုံဟာပြည့်ပြည့်စုံစုံဖြစ်ဖို့အတွက်လိုအပ်တာတွေရှိတယ်မပြည့်မစုံနဲ့ဟိုပဏိပါဒတရဏဂုံဟာတရဏဂုံပြည့်ပြည့်ပြင်းပြင်းမဖြစ်ဖွယ်ရတဲ့အကြောင်းတရားတွေရှိတယ် တရဏဂုံရဲ့အရှိန်အဝါကိုကြာဆင်းစေတတ်တဲ့အကြောင်းသုံးမျိုးကဘာလို့ဆိုအညာနာနားမလဲတာတခုမသိဘူးဘယ်လိုကိုးဝယ်ရမလဲဆိုတာမသိဘူးနော်တန်တရဟုံမဟုတ်ကလားဖះဆိုတာဟုံမဟုတ်ကလားဆိုရမယုံတယုံနဲ့ကိုးခွဲတာနောက်တစ်ခုကမိစ္ဆာညာနာမှားယွင်းတဲ့အတွေးတွေအမြင်တွေနဲ့ကိုးခွဲတာ အဲ့ဒါဆိုလို့ရှိရင်ဒီတရဏဂုံဟာယော့နေပြီးတော့သွားလိုက်မယ်ဒါကြောင့်မို့အတိညာလည်းရှိရမယ်တန်တရာလည်းခင်းရမယ်မှန်ကန်တဲ့ညာအမြင်နဲ့ပြည့်စုံရမယ်မှန်မှန်ကန်ကန်မြင်နိုင်ရမယ်လို့ဒီလိုဆိုတာအဲ့ဒီတရဏဂုံဟာဘယ်လိုအခါမှာပြတ်တတ်တယ်လဲတရဏဂုံတချို့မေးလေးရှိတယ်တရဏဂုံပြတ်သလားမပြတ်ဘူးလားနတ်ရှိခိုးရင်ရောတရဏဂုံပြတ်သလားမပြတ်ဘူး အဲ့တော့ရှစ်ခိုးတယ်ဆိုတဲ့နေရာမှာကိုးကွယ်လို့ရှစ်ခိုးတာလားသို့မဟုတ်ကြောက်လို့ရှစ်ခိုးတာလားရွယ်ချက်ရှိသေးတယ်ပေါ့ဟာနတ်ဟာလောကမှာအမြတ်ဆုံးပဲသူ့ရဲ့မြတ်တာမရှိဘူးတကိုးကြီးတယ်ဆိုပြီးတော့နတ်ကိုရှစ်ခိုးတယ်တကိုးကြီးလို့အရာရာကိုသိနိုင်တဲ့အနေနဲ့ကိုးကွယ်ပြီးတော့နတ်ကိုရှစ်ခိုးမယ်သို့မဟုတ်တခြားဘာသာဆရာဘာသာခိုင်းကိုရှစ်ခိုးမယ်အဲ့ဒီလိုရည်ရွယ်ချက်တင်နေရှစ်ခိုးမယ် အမှန်တရားကိုသိတယ်ဒီဘာသာမှာမှန်ကန်တယ်ဆိုတဲ့အနေနဲ့ရှ िख ိုးရင်တော့ဒါတရဏဂုံပြတ်တယ်အဲ့ဒါတရဏဂုံပြတ်တယ်အဲ့ဒီတရဏဂုံပြတ်မှုဟာအပြစ်လဲရှိတယ်ပေါ့အပြစ်လဲရှိတယ်လို့ဒီလိုဆိုတယ်ဟောအဲတရဏဂုံကဘယ်ချိန်မှာပြတ်တတ်သေးသလဲလို့ဆိုလို့ရှိရင်ဘုရားဘာသာဝင်နေတရဏဂုံတော့စောက်တည်ထားတယ်အသက်ရှိတယ် သို့သောတေသွားပြီဆိုလို့ရှိရင်တော့တရဏဂုံပြတ်တယ်အဲ့ဒါအဲ့ဒီပြတ်မှုကတော့အပြစ်မရှိဘူးတေသွားလို့ပြတ်တာကိုဘာဖြစ်လို့ပြတ်တယ်လို့ပြောတာတော့ဆိုဘုရားကုံတရားကုံတန်ခါကုံသိနိုင်တဲ့စိတ်မှရှိမှမရှိတော့ဘူးတရဏကမနာဆိုတဲ့စိတ်တပတ်မရှိတော့ဘူးမရှိသည့်အတွက်ကြောင့်တေလို့ရှိရင်တရဏဂုံပြတ်တယ်ဒါကြောင့်မို့လို့ဗမာပြည်မှာတရဏဂုံတင်နေတင်နေဆိုတဲ့အယူဆတစ်ခုထပ်ပေါ်လာတယ်တရဏဂုံကပြတ်သွားလို့ပြန်တင်ပေးတယ်ဆိုတဲ့ သို့သောတေတဲ့အပေါ်မှာလူသေးကောင်းကြီးကိုတရဏဂုံတင်လို့ရတော့မရဘူးသူဆောက်တည်ထားတဲ့တရဏဂုံဟာသူတေသွားရင်ပြတ်သွားပြီမရှိတော့ဘူးဒီလိုဆိုလို့တယ်အဲ့တော့ဘေးကလူတွေကတရဏဂုံတင်တာအဲ့ပြတ်သွားတယ်ဆိုတာကိုအကြောင်းပြုပြီးတော့လောက်ကြပုံရတဲ့တရဏဂုံတင်တယ်လို့ဆိုတာအမှန်ကတော့ဖြစ်တဲ့နာတရဏဂုံတင်တယ်ဆိုတာတေတဲ့လူကိုတင်တာမဟုတ်ဘူး သူ့အတွက်ရည်စူးပြီးတော့ကုသိုလ်ကောင်းမှု ပြုဖို့အတွက်ကြံရင်တဲ့ပုဂ္ဂိုလ်တွေကတရဏဂုံဆောက်တည်တယ်၅ပါးသီလခံယူတယ်ပြီးတဲ့အခါအမြတမ်းပေးဝေတယ်ဒါပဲဖြစ်ရအောင်အဲ့ဒါမှမှန်ကန်တဲ့လမ်းကြောင်းလို့ဒီလိုပြောရအောင်အဲသေရင်တရဏဂုံပြတ်တယ်သို့တော့အပြစ်ရှိလားဆိုမရှိဘူးလို့ဒီလိုပြောဟာအပြစ်မရှိတဲ့ဟာအကျိုးလည်းမပေးဘူးအဲ့ဒီပြတ်သွားတာက အပြစ်မရှိသည့်အတွက်ကြောင့်မကောင်းကျိုးမပေးနိုင်ခုနကမကောင်းကျိုးကိုပေးနိုင်တရဏဂုံတခြားဘာသာကိုပြောင်းပြီးတော့ကိုးကွယ်လို့ဆိုလို့ရှိရင်တော့အပြစ်ရှိတယ်ပြက်လဲပြက်တယ်လို့ဒီလိုပြောရတာဒါတရဏဂုံနဲ့ပတ်သက်ပြီးတော့မှတ်ဆရာလေးတွေတရဏဂုံပြက်မပြက်ကောင်းပြီတရဏဂုံကိုးကွယ်ထားတဲ့ပုဂ္ဂိုလ်ဟာ တရဏဂုံကို စိတ်ကတ်ထားတဲ့ပုဂ္ဂိုလ်ဖရာတရားတန်ကယရဏ၃ပါးလို့ဆိုရဲတရဏကိုကိုယ်ဝယ်စိတ်ကတ်တဲ့ဥပတ္တကဥပတိကမအမျိုးသားအမျိုးသမီးတရဏဂုံကိုယ်ဝယ်တဲ့အချိုးကျေစုဟာအလွန်ကြီးမားတယ်လို့ပြောတယ်။ဘာဖြစ်လို့တုန်းဆိုလို့ရှိရင်မြတ်စွာဘုရားဟာ တကယ်ကိုမှန်ကန်တဲ့တရားကိုဟောတယ်တရားကလည်းပဲတကယ်ကဲတင်နိုင်တယ် တန်ခါကလည်းပဲတကယ်အာယုပြုလို့ရှိရင်အကျိုးကျေးဇူးတွေဖြစ်ပေါ်စေနိုင်တယ်။ဒါကြောင့်မို့လို့ဖရတရားတန်ခါကိုကိုယ်ွယ်စိတ်ကတ်လို့ရှိရင်တဲ့မြတ်စွာဘုရားရေကေစီဗုဒ္ဓံတရဏံကတာတိနတ်တိခမိတ်တန်တိအပါယပုမေအပေမကြဘူးလို့ကိုဟောထားတယ်နော်တရဏဂုံတည့်ရဲ့နဲ့တရဏဂုံစိတ်ကတ်တဲ့ပုဂ္ဂိုလ်ဟာအပေမကြဘူးဆိုတီယိုနိုင်ငံမှာဖြစ်ခဲ့တဲ့ဝိထုလေးတစ်ခုကိုကြည့် ပြီးဦးနိုင်ငံမှာတက္ကတူကဘုရားဘာသာမဟုတ်ဘူးသူကအသက်မွေးဝမ်းကြောင်းမလုပ်လဲလို့ဆိုလို့ရှိရင်တက္ကလုပ်ငန်းနဲ့အသက်မွေးတယ်ပေါ့ခုခေတ်တော့နားထောင်ကောင်းခေါ်တဲ့ရေလုံသားလေနော်ရေလုံငန်းနဲ့အသက်မွေးတယ်ပေါ့အဲဒီတေကနီးချတဲ့အခါကျတော့ကိုလို့ရတဲ့ဟာကိုအာယုန်ထဲမှာလားထင်တာပဲဒါသဘာဝပဲ ကိုဘာတွေလုတ်ခဲ့တယ်ဆိုတာကိုအရေးမဲကြီးလို့တေဂဏိကြလာပြီးတော့စိတ်ထဲမှာလွှမ်းမိုးနေမှာပဲအဲသူလည်းတေဂဏိကြတော့သူလုတ်လာခဲ့တာငါတွေဖန်သက်ရောင်းချဒီလိုလုတ်လာတာဆိုတော့အဲ့ဒီအာကုသူတွေကအရေးမဲကြီးလို့လာပြီးတော့လွှမ်းမိုးထားပြီတေလို့ရှင်ငရဲကြမှာတေချမ်းနေအဲ့ဒီအချိန်မှာယဟန္တာကြီးတစ်ပါးကဆွမ်းခံရင်းနဲ့ ဲ့တခါကြီးတေအံမူးမူးဖြစ်နေတော့တနာလို့ဆုံးပြီးတော့ကြွသွားကြွသွားပြီးတော့သူ့ကိုအဘိစကားပြောပြီးတော့အကိုရဲ့မဲ့ဖြစ်နေတဲ့အချိန်လေးမှာမင်းဘဝကူကောင်းအောင်ငါချပေးတာလေးလိုက်ဆုံးမလားဆိုပြီးတော့ဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိသံဃံတရဏံကိစ္ဆာမိဆိုတာချပေးတာလိုက်ဆုံးလိုက်တယ်သံဃံတရဏံကိစ္ဆာမိလည်းဆုံးလိုက်ရောမေးကပြုတ်ကျသွားပြီရှာကလေးသွားတော့ ဆိုနိုင်တော့ငါးပါးသိလားအဲ့ဒါလို့ဆိုရင်နဲ့စိတ်ထဲမှာအာကိုးသွားတယ်သူစိတ်ထဲမှာဒီဗုဒ္ဓံတရဏံကိစ္စမိကိုအာကိုးပြီးတော့တည်သွားတော့ဘာဖြစ်တော့ဆိုငရဲလွတ်ပြီးတော့သူကငရဲမရောက်တော့ဘဲနဲ့ဘုံမဆုနဲ့သွားဖြစ်တယ်နတ်ဆိုတာလူလူမွေးနေရတာမဟုတ်ဘွားကနဲ့သွားဖြစ်တယ်အဲ့ညကြတော့အဲ့ဒီရဟန္တာကြီးစီလာတယ်အရှင်ဘုရားတဲ့သူဘုံမစုံနဲ့ဖြစ်တဲ့အကြောင်းပြောတယ် ရှင်ဘုရားက၅ဘာတိလသာဆက်ချပေးလိုက်မယ်ဆိုရင်တပည့်တော်ဟာအထက်နတ်ပြည်တော်ရောက်မှာအခုတော့ရှင်ဘုရားကတန်ခံတရဏံကိစ္ဆာမိရင်ဆုံးသက်သွားတာဆိုတော့ယန္တာကြီးကပြောတယ်မင်းမမဆိုနိုင်တော့တာတဲ့ငါကတော့ချပေးပါတယ်မင်းမဆိုနိုင်တော့ဘူးအဲ့ဒါဒေဂန်ကြီးမှာကဲတင်လိုက်တဲ့ချက်ဒီလိုကိုကဲနိုင်တယ်လို့ဆိုတာဒါတရားဓမ္မဒီလိုကဲတင်နိုင်တယ်ဒါကြောင့်ဟိုတရဏလို့ခေါ်တာ အဲ့ဒါလိုကဲတင်ခဲ့တဲ့ဝိထုဇာလန်းတွေဟာအများကြီးရှိတာပေါ့ဧကောမီဖယားတရားတန်ခါယရဏသုံးပါးကိုကိုးကွယ်ရအဖြစ်ကိုးကွယ်တဲ့ပုံကိုယ်တွေအမျိုးသားတွေကြတော့ဥပတကလို့ခေါ်တယ်ဥပတကလို့ခေါ်တယ်အမျိုးသမီးတွေကြတော့ဥပတိကလို့ခေါ်တယ်ဗမာပြည်က ထုံးစံအတိုင်းမဆိုတာလေးထက်ခေါ်တယ်ဥပတိကမဒါယကဒါယိကမ မလို့ခေါ်တာတိဘက်လူမျိုးတွေရဲ့ထုံတန်းစင်လာပဲဗမာတွေကလည်းတိဘက်တို့ဗာမင်းအနယ်တွေဆိုတော့မထဲခေါ်လို့ရှိတယ်နော်ဒါယကဒါယကမဟောမလေးပါနောက်ကဥပဒကဥပဒိကမအဲ့ဒါတိဘက်ဘာသာစကားမှလည်းအဲ့တိုင်ပဲနောက်ကမပါတယ်အလုံးကြားဘူးတယ်မို့လားဗမာလူမျိုးတွေရဲ့ ဘယ်ဘယ်လူမျိုးอ่ะဗမာလူမျိုးတွေဆင်းသက်လာတယ်ဆိုတာတိဘက်တို့ဗာမင်းကနေဆက်စီးသက်လာတယ်ဆိုတာတမိုင်းကြောင်ဖတ်တဲ့လူတွေသိမှာပေါ့เนาะအေးအဲ့ဒါလူဥပဒကဥပဒိကမဖြစ်လာလို့ရှိရင်ပြည့်စုံရမယ်လိုက်နိုင်ရမယ်ဟာဘာလဲလို့ဆို၅ပါးသိလား၅ပါးသိလားလုံရမယ်တဲ့ဒါဗုဒ္ဓဘာသာဝင်နေနေ၅ပါးသိလားလုံရ၅ပါးသိလားလုံမှာ တဲ့ပြည့်စုံတဲ့ဘုရားရဲ့ကိုယ်ကွယ်မှုပြည့်ပြည့်စုံစုံဖြစ်နိုင်မယ်တဲ့ပြီးတော့ငါးပါးတိလလုံယုံနေမကဘူးဘုရားကိုကိုယ်ကွယ်တဲ့အမျိုးသားအမျိုးသမီးတွေဟာရှိရမယ့်အင်္ဂါရက်တွေရှိသေးတယ်အဲ့ဒါတွေရှိပြီဆိုလို့ရှိရင်ဒါပြည့်ပြည့်စုံတယ်ပေါ့ယရနာလောက်ခေါ်နိုင်တယ်ယရနာဝင် ဖြစ်သွားဥပဒကယရနာဥပတိကယရနာ ယရနာစံဝင်ယရနာအမျိုးသားအမျိုးသမီးဖြစ်ဖို့ရတဲ့ဘာတွေလိုအပ်လဲလို့ဆိုလို့ရှိရင်နံပါတ်၁ကဘုရားရဲ့ခုံကိုယုံကြည်ခြင်းဆိုတဲ့တတ်တာရှိရမယ်။နံပါတ်၂က၅ပါးသီလဆိုတဲ့သီလကိုချင်းတရားရှိရမယ်။နံပါတ်၃ကဘာလဲလို့ဆိုရင်လောကီမင်္ဂလာတွေကိုမယုံရဘူး။ ကောတုဟလမင်္ဂလာလို့ခေါ်တယ်လောကီမင်္ဂလာတွေကိုမယုံမဲနဲ့ကံကိုပဲယုံရမယ်လောကီမင်္ဂလာဆိုတာသိလားအခုကလူတွေပြောနေကြတာရှိတယ်လေဟေးပန်းသီးဖះတင်လို့ရှင်ပန်းတတ်တယ်တဲ့မတင်ဘူးကြာပန်းလူလို့ကြာတယ်ပေါ့မြန်မြန်မအောင်ဘူးလို့အဲ့ဒါတွေဟာလောကီမင်္ဂလာတွေခေါ်တယ်နော်လောကီမင်္ဂလာတွေခေါ်တယ်အဲ့ဒါမျိုးတွေကိုမယုံရဘူးတဲ့ မြန်မြန်ကြီးပွားခြင်းလို့နေချင်းညာချင်းကြီးပွားခြင်းလို့ခြင်းမင်ဆိုင်တဲ့အကြံအောင်အောင်လို့ကြံဆိုင်တဲ့နော်လေအဲ့ဒီလူဟာတွေကိုယုံကြည်နေမယ်ဆိုလို့ရှိရင် ဥပဒကပိပိသသာဥပဒကဥပဒကယေရနာ တော်ဝင် ဥပဒကမဖြစ်ဘူးတဲ့ကံကိုပဲယုံကြည်ရမယ်ကိုလုံးထာကောင်းတဲ့ကံလားကုသိုလ်လားအကုသိုလ်လားဒါပဲသိရမယ် အဲ့ဒီမင်္ဂလာတွေကိုကောတုဟလမင်္ဂလာလို့ခေါ်တယ်ဟိုလူကပြောလိုက်ဒီလူကပြောလိုက်ဟုံနုံတို့ဒီဟာဟုံနုံတို့အေးဘုရားဘာသာဝင်တွေတချို့များကြီးသေးတယ်နော် ကြီးပွားခြင်းတော့မလုပ်တော့ဆို ကြီးကိုကြီးသွားပြီးဗီးဗီးဆက်ရတာနဲ့သေးသေးစိတ်ရင်သေးမှဆိုလို့လားမသိဘူးနော်အဲ့တော့ကြီးကိုကြီးတို့ဘာတို့ညာတို့နဲ့အဲ့ဒီမှာအဲဆွဲတော်တောင်မှပဲလေးစုတရက်တည်းဖူးရင်ဘာဖြစ်မယ်ညာဖြစ်မယ်နော် အမျိုးကိုစုံးနေတာပဲကြိုက်သီးကိုလည်းကိုးကောက်တက်ရင်သုံးကောက်တက်ရင်တချမ်းသာတယ်တဲ့ဟောအထမ်းသမားတွေကိုးကောက်ပဲကတော့မှာနော်ခုလည်းထမ်းနေရတော့မှသူတို့အများရန်ထမ်းနေမယ်အဲ့ဒါလို့တောင်မစင်စားနိုင်အောင်ဖြစ်နေကြဒါတွေကအဓိကမဟုတ်ဘူးဆိုတာဟိုဒါလက်တွေ့မကြတာတွေကိုလောကလူတွေကယုံကြတယ်အဲ့ဒါတွေကိုမယုံဘူးကအမှန်တမ်းအရေးကြီးတယ် ဟောနောက်တစ်ခုကဘာလို့ဆိုလို့ရှိရင်ကုသကောင်းမှုလုပ်ပြီးတကယ်ကို ကောင်းကျိုးချမ်းသာရဖို့လုပ်ပြီးဆိုရင်ဘုရားသာသနာကိုပဲလှုပ်တယ်လှုပ်ပြီးဆိုလဲဒီသာသနာကိုပဲဥတည်တယ်ကြံတဲ့နေရာမလှုပ်ဘူးလို့ပြောတာမဟုတ်ဘူးအဓိကထားပြီးတော့လှုပ်တယ်အဲ့ဒါဆိုလို့ရှိရင်ဒါဘုရားရဲ့တပြည့်ဥပဒကဥပတိကမှတောဝင်ယရနာတွေဖြစ်လာနိုင်တယ်တဲ့ ကောင်းပြီငါးပါးသီလလည်းပြည့်စုံတယ်အခုလိုတော်ဝင်ဖြစ်စင်နိုင်တဲ့အင်္ဂါရတ္တတွေလည်းပြည့်စုံတယ်ဘုရားဘာသာဝင်နေအယောင်းဝယ်မလောက်ရတာ၅မျိုးရှိတယ်ဒါမြတ်စွာဘုရားလွန်ခဲ့တဲ့နှစ်ပေါင်း1500ကနေပြောခဲ့တဲ့ဟောခဲ့တဲ့တရားဘုရားဘာသာဝင်နေဟာအယောင်းဝယ်မလောက်တဲ့ဘူးမလောက်ရဘူးလို့မလောက်တဲ့ဘူးလို့မြတ်စွာဘုရားဟောခဲ့တယ်ဘာတွေလဲလို့ဆိုလို့ရှိရင် ตัดท่าวันเนสาเล่นเนยาวเวมโนว่าเล่นเนสุรนิยามาลุตัดเด็ดเล่นเนลูกตีสีดัดเดลุตัดเล่นเนดียาวเวมโนว่ากูเดปุระมาตาวันยาสับยาอุปัตกาสิยนะตัดท่าวันเนสาเล่นเนยาวเว trade on weapons trade on weapons อะไรบ่มายาวเวมโนว่านอกจากคือตัดท่าวันเนสา လူတတဝါအယောင်းဝယ်မလုပ်ရဘူးလေအခုလူကုန်ကူးတယ်ဆိုတာနော်မြတ်စွာဘုရားဟိုရှေးတုန်းကလည်း2500ရဲဟောခဲ့တာအခုလူကုန်ကူးနေတာတွေကြီးကျယ်ဖြစ်နေတယ်ကမ္ဘာမှာအဲ့ဒါလို့လူတွေကိုရောင်းစားတာမျိုးမလုပ်ရဘူးတဲ့ကြောင်ဖြစ်ခိုင်းမှုရရောင်းစားတာတွေဒီကနေ့ခေတ်ဟာဒီနာမည်နဲ့လူကုန်ကူးတယ်ဆိုတဲ့နာမည်နဲ့ပြောနေကြတာတကယ်ကတော့ကြောင်ဖြစ်ရောင်းစားတာပဲဘာမှမထူးဘူးလူလူချင်းအဲ့တော့ တတ္တဝနိစ္စလူကိုအယောင်းဝယ်မလုပ်ရဘူးတဲ့နော်လူကုံမကူရဘူးစာထဲမှာတကယ်ပါတာနော်ဒါဘုရားဘာသာဝင်ဖြစ်လာလို့ရှင်တတ္တဝနိစ္စလူတရဝါတွေကိုကုံကူတာမလုပ်ရဘူးတဲ့နောက်တစ်ခုကမန္တဝနိစ္စအတားတက်ပြီးတော့ရောင်းတဲ့ဟာမျိုးမလုပ်ရဘူးဆိုလိုတာကအတားတက်လိုင်စင်မဆွဲနဲ့အဲ့ဒါနဲ့အယောင်းဝယ်မလုပ်နဲ့လို့ပြောတာနော် အဲ့ဒါမျိုးနဲ့အစည်းအဝါမရှာသင့်ဘူးနောက်တစ်ခါကဘာတော့ဆိုမစ္ဆဝနိစ္စဒီမူရစေဝါအယောင်းဝယ်မလို့ပါကမြတ်စွာဘုရားပြဉ္ညာခဲတာတွေလောကမှာတကယ်ဟုတ်တာနော်မူရစေဝါမောင်ကိုကူကူတာဆိုတချို့နိုင်ငံတွေကတေတံပေးတာလေ capital punishment တေတံပေးတာဒီနားနိုင်ငံတွေမှာဆိုမလေးရှားတို့စင်ကာပူတို့ဆိုရင်အဲမူရစေဝါမောင်ကိုကူတဲ့လူကတေတံပေးတာ သူတို့နိုင်ငံဗီဇာယူလို့ရှိရင်စာကြီးကိုရေးထည့်ထားတာမူရစေဘာမလုံးနဲ့သေးတယ်ပေးလိုက်မယ်ဆိုတာဒါလည်းလှုပ်တာပဲလှုပ်တဲ့လူကတော့အဲ့တော့မြတ်စွာဘုရားကဘုရားရဲ့ဥပဒကတွေဟာမစ္ဆဝဏိစာတေရဲ့အယောင်းဝင်မလုံးရဘူးတဲ့မူရစေဘာအယောင်းဝင်မလုံးရဘူးတဲ့နောက်တစ်ခုကဘာလို့ဆိုတတ္တဝါတွေကိုသိစေတတ်တဲ့အစိတ် အယောင်းဝယ်မလို့ရဘူးဝိတဝနေစာတဲ့အစိတ်အယောင်းဝယ်မလို့ရဘူးဟောအဲ့ဒါဘုရားဘာသာဝင်นี่မလုတ်တဲ့နဲ့မလုတ်ရမဲ့ကုံတွယ်မှု၅မျိုးတဲ့เนาะလက်နဲ့ကုံတွယ်မှုလူတရဝါလူကုံကူးမှုလူကုံကူးမှုအသက်လိုင်းစင်နဲ့စီးပွားရှာမှုเนาะမူရေစေဝါကုံကူးမှု အစိတ်တတ္တဝါတွေကိုသိစေနိုင်တဲ့အစိတ်တွေကုန်ကူးမှုအဲ့ဒါတွေဟာရှောင်ရမယ်လို့ဒီလိုမြတ်စွာဘုရားဟောထားတာတွေတုတ်တန်နေတယ်မှာရှိပါတယ်။တကြောင်မို့လို့ဒီကနေ့ဘာသာတရားနဲ့ကိုယ်ွယ်မှုတရဏဂုံဆိုတာအတော်လေးအထက်ကရာကျမ်းတွေကထုတ်နှုတ်ပြီးတော့ဘုန်းကြီးတို့အားလုံးသိရှိအောင်လို့ ောကြားထားခြင်းဟောကြားခြင်းဖြစ်ပါတယ်ဒါကြောင့်မို့တရားချစ်ခင်သုရစေပြိတ္တာပေါင်းတို့ဖရာတရားတန်ခါလို့ဆိုရယ်ယရဏ၃ပါးလောကမှာပေါ်ပေါက်လိုက်တဲ့ဘာသာတရားကြီးတွေထဲမှာဖရာတရားတန်ခါလို့ဆိုရယ်ယရဏ၃ပါးကိုကိုးကွယ်ရတဲ့ဆိုတာဘယ်လိုယုံကြည်ခြင်းနဲ့ကိုးကွယ်တယ်ဘယ်လိုအကျိုးကျေးဇူးတွေရှိတယ်နော်ဘယ်လိုပျက်စီးနိုင်တယ်ဆိုတာ၄ဒါတွေကိုသိရှိနားလည် ပြီးတော့ဆောင်းနေတာဆောင်းရှောင်းနေတာရှောင်းပြီးတော့ မိမိတို့ရဲ့ဘဝဟာကောင်းအောင်တဘဝတဲ့တဘဝတာလွန်ကောင်းမွန်တဲ့ဘဝတစ်ခုကိုရပြီးနောက်ဆုံးမှာနိဗ္ဗာန်ချမ်းသာထီအောင်မျက်မှောက်ပြုနိုင်အောင်ကြိုးစားအထောက်ကြမှာဖြစ်တယ်လို့ကိုစီကိုစီသဘောကြပြီးကြင်ကြံကြိုးကုပ်အထောက်တော်မူနိုင်ကြပါစေကုန်သတည်းသာဓုသာဓုသာဓုပါဗျာဓမ္မမိတ်ဆွေတို့တော်ကောင်းအပေါင်းတို့အားလုံးပဲမင်္ဂလာပါခင်ဗျာ ကိုစိတ်နှဖျားစမ်းမချမ်းသာကြပါစေလို့ဆုတောင်းမေတ္တာပို့လိုက်ပါ